လည်းတင်းဆောင်တယ်ဂျမောကလည်းသူကတော့ရောမနေဘူးသူကငိုးဆိုမျက်ရည်ကဘူးဒီလုံးတော့ကြားတယ်ဘောက်ဆိုတော့ခလေးကကိုပြန်ဆောင်နေရရင်လည်းမကောင်းဘူးဆိုတော့သူကလည်းပြန်ကြိုးစားအဲ့လိုလေးပေါ့နော်ဆောင်းနေဖြူရဲ့ပေါ့နော်ဝမ်းနေမှုလေးကိုခံစားမိပဲတစ်ခါသေးကြရင်စကားမပြောနိုင်တော့တာမျိုးခံနေပြန်အောင်လို့လှဲလိုက်ပြီဆိုလို့ရှိရင်စိတ်တက်ကြွားသလိုလိုအဲ့လိုမျိုးလူတွေနဲ့လည်းစကားမပြောချင်တော့ဘူးကိုယ့်ဟာကိုယ်တယောက်ပဲနေချင်တယ်အဲ့လိုမျိုးပေါ့နော်ဆောင်းနေဖြူ သွားခဲ့လို့ထင်ပါတယ်အကြမ်းကကျွန်တော်လောက်ကြီးပြီးတော့အမြဲတမ်းခွင်နေတဲ့သူတော်မှာအဲ့ရက်တွေမှာလုံးဝကျွန်တော်ပျော်ရွှင်မှုပျောက်နေရှင်ဝင်လာဆိုတာပျောက်နေဆက်ကြပဲလူတင်တဲ့အခါကျတော့အဲ့လို င်းတို့ထာရဝေဆိုတဲ့ဇလန်တွဲလေးမှာစောင်းနှင်းဖြူအနေနဲ့ပါဝင်သားပါတယ်ကျွန်တော်ကတော့နေဆက်ကြာဆိုတဲ့ character နဲ့ပါဝင်တယောက်ဆောင်တာပါတယ် ကဲ့ပါဒါမြန်နွန်းထာဝရဝေဆိုတာအရင်ကလေးကလည်းနာမည်ကြီးခဲ့တဲ့ဒါဆီယာမပေါ့နော်ကလျာဝိစာသိပ္ပံရဲ့ဒါဇလန်းလေးပေါ့နော်ဝတ္ထုလေးဖြစ်တဲ့ဒီမုံနွားကြီးကရိုက်တာကိုရှေ့မှာလည်းပုံပေါ်ခဲ့လို့ရှိရဲ့အခုလည်းဇလန်းတွဲလေးနေရာမှာကိုကြတဲ့ကရိုက်တာကိုအကောင်းဆုံးအပုံပေါ်ပြီးတော့တည်ဆောက်နားပါရရှင်အဲကျွန်တော်ကပြောခဲ့တယ်လို့ပဲပေါ့နော်ဒီဇလန်းလေးကကျွန်တော်ကိုယ်တိုင်အရင်ကြိုက်တဲ့ဇလန်းလေးပါဝတ္ထုဖတ်ပြီးတဲ့အချိန်မှာဒီဇလန်းရဲ့ပြိတ္တာကျွန်တော်ဖြစ်သွားတယ် ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ကိုကျွန်တော်ခေါင်းထဲမှာတာဝန်ကြီးတစ်ခုရောက်လာတယ်။ငါဒီကောက်ကိုတည်တည်ချာချာစိတ်နဲ့ပြီးတော့ဒါတစ်ခုတည်းဥဒါတခြားအားဆိုင်ပြီး ကောင်း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 ဖန်တီးမှရမယ်ဆိုတဲ့အသည့်တစ်ခုဝင်သွားတယ်။ဘာလို့လဲဆိုတော့ကိုယ်တိုင်ကောက်ကိုပြန်ဖန်တီးရတာမှာအမှားပါပါမှာဆိုလို့ပြဒီကလည်းအရင်ကအချိန်ကအရန်အောင်မြင်ခဲ့တဲ့ကားဆိုတော့လေကျွန်တော်တို့မှာအမှားလောက်ခွင့်မရှိဘူးဆိုတော့100%အာယုံဆိုင်ပြီးတော့ကျွန်တော်ပါဝင်မြန်နေတို့အာထောက်ရကိုတစ်ခွေသားလုံးကအကုန်လုံးကတေချာအဲဒီကားလေးကိုပဲအားဆိုင်ပြီးတော့အဲ ကုန်အတုံးခေါ်တဲ့ဖန်တီးထားကြပါဘောနော်အဲ့လိုမျိုးပဲတို့မမရဆေးရုံမှာရိုက်တဲ့ဆင်းတွေ6ဆင်းရိုက်တယ်6ဆင်းလုံးငိုလာပြီပဲကျွန်တော်မျက်ရည်အောင်ခံအောင်မလုပ်မငိုနိုင်တော့ဘူးအဲ့လောက်ထိဖြစ်တယ်ကျွန်တော်ညလုံးနေတော့အိမ်ရောက်ရောင်ကိုင်းပြီးချိန်ဆက်ပြီးပြန်ရတဲ့ရက်တွေတော့ရှိရဆိုတော့ဒါကျွန်တော်တို့ကတော့တော်တော် heavy drama ပါကျွန်တော်မပြုတ်အဲ့ရက်တွေမှာမပြုတ်ဘူးမပြုတ် လုံးဝမပြောကျွန်တော်တော့ရီပြီးတော့အမြဲတမ်းခွင်နေတဲ့သူတော်မှာအဲ့ရက်တွေမှာလုံးဝကျွန်တော်ပျော်ရွှင်မှုပြောင်းတယ်ရှင်မူလာဆိုတာပြောင်းနေဆက်ကြပဲလူတင်တဲ့အခါကျတော့အဲ့လိုမျိုးလည်းဖြစ်တယ်ပြီးတော့ pressure လည်းအရန်ကားတယ်အကရရတဲ့အချိန်ဒါအရန်ကိုအောင်မြင်ပြီးတော့အရန်ကိုအောင်မြင်တဲ့ဝတ်ထုဖြစ်နေပြီးတော့ကိုယ်လည်းတင်းဆောင်တယ်ဂျမောကလည်းသူကလုံးဝရုံးမနေဘူးသူကငိုးလို့မြေးရဘူးဒီလုံးတော့ကြားတယ်ဘောက်ဆိုတော့ ကလေးကခုပြန်စောက်နေရရင်လည်းမကောင်းဘူးဆိုတော့ကိုယ်ကလည်းပြန်ကြိုးစားအဲ့လိုလေးပေါ့နော်ဟုတ်ကဲ့ဒီမုံထွက်ကကြတော့ဒါအဓိကပေါ့နော်ဒီမုံစပြီးတော့ပါဝင်တဲ့ဒီအပိုင်းဆက်တဲ့ပေါ့နော်အပိုင်းဆက်တဲ့အကုန်ဆက်နှစ်ကနေစပြီးတော့သသိန်းထီကဒီမုံထွက်ကရှေချတဲ့အဲ့လိုဝန်းနေချင်းနေနဲ့ပြည့်နေတဲ့နေရက်တွေလိုပဲပေါ့နော်အဲ့လိုဘယ်လိုခေါ်မလဲ ါမဲ့ရမုံကတော့ writer ပြီးွားလို့ရှိရင်တော့ရမုံပုံစံရမုံပြန်ခေါ်တယ်ဆိုပေမဲ့တစ်ခါတလေကြာရင်တရုတ်ဆောင်နေနဲ့အဲ့လိုစောင်းနှင်းဖြူရဲ့ပေါ့နော်ဝမ်းနည်းမှုတွေကိုခံစားမိပြီးတစ်ခါတလေကြာရင်စကားမပြောနိုင်တော့တာမျိုးခံနေပြန်အောင်လို့လှဲလိုက်ပြီဆိုလို့ရှိရင်အဲ့လိုစိတ်တကြွားသလိုလိုအဲ့လိုမျိုးလူတွေနဲ့လည်းစကားမပြောချင်တော့ဘူးကိုယ့်ကိုယ်တယောက်ပဲပဲနေချင်တယ်အဲ့လိုမျိုးပေါ့နော်မူကကြံ့ပြီးတော့အာကုန်ပါအာကုန်ပါစောင်းနှင်းဖြူဖြစ်သွားခဲ့လို့ထင်ပါတယ်အကြမ်းဖြစ်နိုင်လို့ရှင်လေ သူ့အတန်တော့မကြားချင်တော့တဲ့ဒီစနိုးမုံနဲ့ကျွန်တော်တို့မဲနိုင်တဲ့ချိန်မှာလည်းတသိန်းနဲ့သွားကြတယ်ပြကျွန်တော်တို့နှစ်ယောက်ပြင်ညီလေးဝန်ခံမှုလည်းပါတယ်ညီလေးဝန်ခံမှုကလည်းအတော့ကလေးဆိုတော့ကျွန်တော်တော့ကမ်ပစီမိမိစူးစမ်းခဲ့ပါတယ်။ဘာလို့ဆိုပြမလဲဆိုတော့ကိုယ့်အောက်ကြည့်။ဘယ်လိုတွေ့ကြုံကတော့ new တွေကြီးပဲ။စနေရက်အသစ်တွေကြီးပဲ။လုံးဝအသစ်တွေကြီးအသစ်ချွတ်ချွတ်တွေကြီးပဲ။ပါကင်တွေကြီးပဲ။ဒီနေ့ဘာဖြစ်လို့ဖြစ်နေမလဲဆိုတော့လုံးဝမသိရတော့အောင်ပဲပေါ့နော်အဲ့လိုမျိုးပါ။ ပြောဖို့ကောင်းပါတယ်ဆက်လို့ဘလောက်ဒီကျွန်တော်ပြင်မဲ့လည်းမပြင်မဲ့လည်းအခုလက်ရှိအသားကြီးကိုရှိုးလိုက်ကျန်ကျန်တော့မှပြောဒီလိုရဲကြမှာပဲပွဲတွေရလဲတက်ရတော့ management နေခံခဲ့ရလဲဆိုတာကိုလည်းအဲ့လိုမိမိသမီးကိုပြောပြောနေတယ် telephone တွေခဏခဏအိမ်တော်ကြီးနဲ့တော့မှမဟုတ်ပဲနဲ့တမျိုးတစ်ပုံလေးနဲ့ချစ်စရာလေးနဲ့ဟိုဟိုအဲ့လိုမျိုးစိတ်တော့ကလေးအမိုင်းလေးပြင်မဲ့ကားလေးပါဟုတ် new taste လေးပါဘောနော်အဲ့လိုမျိုးစကားရဲ့ taste ကတော့ဟို ကိုကြီးပြောခဲ့သလိုပဲဒါအိမ်ဆောင်ရေးအကြောင်းပူလောင်တာမျိုးမဟုတ်ပဲနဲ့ပြည်သက်ကြီးကိုလည်းတခြားသောရတအစ်စ်တို့မျိုးနဲ့ပြသသွားမယ်ဇလန်းတွင်လေးဆိုတော့အားလုံးပဲဆောင်ရွက်ကြည့်ရှုပေးပါဦးလို့ပြတ်တရားခံချက်ပါတယ်